ဟုတ်ကဲ့ပါဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒါဒီကာလဆိုတာကလည်းတော်တော်အရေးကြီးတဲ့အခြေအနေမှာရှိနေပါတယ်မြန်မာຫນွေဥတော်လန်ရေးမှာလေဆိုတော့ဒါအရေးကြီးတဲ့အခြေအနေလို့ပြောတဲ့အခါမှာဒါအာစစ်တပ်ဘက်ကလည်းသူတို့ရွေးကောက်ပွဲတွေကျင်းပဖို့လုပ်နေတယ်အဲဒီတော်လိုင်းအားစုတွေဘက်ကလည်းဒီအခြေအနေတွေကိုဘလို့တုံ့ပြန်မလဲဆိုတော့အဲစဉ်းစားချက်တွေနဲ့ဒါအာနီလဲမျိုးစုံနဲ့လုပ်နေကြတဲ့အခြေအနေဖြစ်ပါတယ် အဲ့တော့ဒီလိုအရေးကြီးတဲ့အခြေအနေမှာအာကိုတက်ကြီးတို့အနေနဲ့ဒါအရေးကြီးတဲ့အခန်းကဏ္ဍပေါ့လေအဲလက်တလုံးမှာဘာတွေကိုအရေးကြီးတဲ့အကြောင်းအရာအခန်းကဏ္ဍဘာတွေလှောက်ဆောင်နေတာရှိလဲဆိုတာလေး ਨੇ ကျွန်တော်အရင်ဆုံးဆက်လိုက်ချင်ပါတယ်ခင်ဗျာကျွန်တော်တို့ကတော့ဟိုအများအားအရေးကြီးတယ်လို့ပဲသတ်မှတ်ပါတယ်ဘာလို့ဆိုတော့ဒီကောင်လေးပြုတ်ကြမှာကျွန်တော်တို့နားရေးမှာဆိုတော့သူတို့ပြုတ်ကြဖို့အရေးကိုကျွန်တော်တို့ကအသွန်ခွန်ဆိုင်တစ်ဆက်မှတ်မှတ်တော်လိုင်းစာကနေအခုချိန်ထိလဲကျွန်တော်တို့လှောက်ဆောင်နေတာရှိတယ်ပေါ့နော်ဘာဖြစ်ဖြစ်သူတို့ဘာလို့လို့ကျွန်တော်တို့ဘက်က ကျွန်တော်တို့လောက်ရမယ့်ခံခံတာကသူတို့အမြင့်ပြတ်တိုက်ထုတ်နိုင်မှုပေါ့နော်အပြည့်ပြတ်ကျွန်တော်တို့တိုက်ထုတ်နိုင်မှုပြည်သူတွေငြင်းချမ်းမှုပေါ့နော်အဲ့အဲ့ဒါမျိုးရှိတဲ့အတွက်ကျွန်တော်တို့ကတော့တောက်လျှောက်တိုက်ပွဲဝင်နေပါတယ်လက်လန်းမီတလောက်နဲ့ကျွန်တော်တို့ရရလက်နဲ့ဆွဲကင်ပြီးတော့လဲအဲကျွန်တော်တို့ရှိတဲ့အားနဲ့ပေါ့နိုင်တဲ့နေရာကိုကျွန်တော်တို့လက်ရှိအခြေအနေထိကျွန်တော်တို့ဝင်ရောက်ပြီးတော့တိုက်ပွဲတွေဆင်နွှဲပြီးတော့တော်လန်နေပါတယ်ခင်ဗျာဟုတ်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ဆိုတော့ကိုသက်ကြီးနဲ့ကျွန်တော်တလက်ဆရဲဆက်လိုက်ကျင်တာကကျွန်တော်တို့ဒီတစ်ဆက်နှစ်ဆက်ကုန်စစ်စင်ရေးအလွန်ပေါ့လေဒါတစ်ဆက်နှစ်ဆက်ကုန်စစ်စင်ရေးနဲ့ပြောမယ်ဆိုတော့ဒါနှစ်နှစ်ကျော်လာတဲ့အချိန်ပေါ့ဆိုတော့ဒီလိုမျိုးနှစ်နှစ်ကျော်လာတဲ့အချိန်မှာအဲဒီစစ်တပ်ဘက်ကဒါလူအင်အားအလုံးအင်းနဲ့ထိုးစစ်တွေပြန်ဆင်တဲ့အချိန်မှာတချို့မျိုးတွေပြန်ပေးလိုက်ရတာတွေရှိသလိုခုနကပြောသလိုကျွန်တော်တို့ရှမ်းမြောက်ဘက်မှာဆိုရင်ဒါတိုင်းသားတပ်တွေနဲ့တိုက်ပွဲတွေရက်သွားတဲ့အခြေအနေမှာရှိနေတယ်ပေါ့နော်ဆိုတော့ဒီတစ်ဖက်မှာကြတော့ဒီအညာတော်လှန်ရေးအေးဘက်မှာဆိုရင်ဒါတော်လှန်အားကောက်တဲ့နေရာတွေမှာဆိုရင်အညာဒေသမှာစစ်တပ်ရဲ့ထိုးစစ်တွေကိုကျွန်တော်တို့ ို့ပို့ပြီးတော့မှအာပြင်းပြင်းထန်ထန်ကျွန်တော်တို့တွေ့လာရတယ်ပေါ့နော်အထူးသဖြင့်ဒါနေရာဘောင်းဆောင်မှာဆိုရင်အခုစစ်တပ်ရဲ့စစ်ကြောင်းတွေကျွန်တော်တို့ဟိုတောက်လျှောက်ပြန်ထိုးတာကိုကျွန်တော်တို့တွေ့လာရတယ်။အဲ့တော့ဒီပထမဆုံးအနေနဲ့ပေါ့လေဒီ၁၂ဆက်ကွန်စစ်စင်ရေတခန်းရက်သွားပြီဆိုတာနဲ့ဒီအညာနဲ့အခြားသောတော်လှန်ရေးဒေသတွေမှာမြေပြင်မှာဘလို့စစ်ရေးစင်ကုန်ချက်တွေရှိလဲလက်ရှိအခြေအနေမှာဘလို့ရှိလဲဆိုတာလေးဆွေးနွေးပေးစေချင်ပါတယ်ခင်ဗျာ။အဲကျွန်တော်တို့ဒီ1027ကျွန်တော်ရက်တန်သွားတဲ့အချိန်ကတော့ကျွန်တော်တို့အများကြီး အဲမြေပြင်မှာကျွန်တော်တို့ရိုက်ခတ်မှုတွေရှိတာပေါ့နော်။ဘာလို့လဲဆိုတော့သူတို့ကရှမ်းမြောက်တစ်ခွန်းမှာကျတော့စစ်မျက်နှာလဲကျဲတော့အဲဒီဘက်ကရက်တန့်သွားတာဆိုတာနဲ့ကျွန်တော်တို့စစ်မျက်နှာစစ်ကောင်စီကကျုံသွားတယ်။နောက်အချိန်တိုင်းတာတစ်ခုရကျွန်တော်ပြင်ဆင်ခြင်းလဲပေးသလိုဖြစ်သွားတာပေါ့နော်။အဲ့ဒီတော့ကျွန်တော်တို့ဒီပတ်စတွေပါနေစုဆောင်ခြင်းရတယ်။နောက်သူတို့စုဖွဲ့ပြင်ဆင်မှုတွေအများကြီးလုပ်ချင်ရတယ်။စုဆောင်ခြင်းတွေရတယ်ပေါ့နော်။အဲ့တော့အညာဘက်ကိုအလုံးရင်းနဲ့အဲဆွဲထားတဲ့ပတ်စတွေရောသူတို့လက်ကျန်အဲစာခါတွေနဲ့ပါပူးပေါင်းပြီးတော့ကျွန်တော်နေပြည်တော်မှာ တောက်ချောက်စစ်ကြောင်းထိုးတာမျိုးတွေပါပြီပေါ့နော်အဲဒါတွေကတော့သူစစ်တပ်တွေအင်အားတစ်ခုအဲဖြစ်သွားတာမျိုးပေါ့နောက်တစ်ချက်ကဒီပြပကလည်းသူတို့အခုညီပါတယ်ပေါ့နော်အဲကျွန်တော်တို့ကလည်းစစ်ကောင်စီကိုတိုက်နေရတယ်ဆိုပေမဲ့စစ်ကောင်စီတခုတည်းကိုကျွန်တော်တို့ကတိုက်နေရတယ်လို့မဟုတ်ဘူးဗျအဲတရုတ်တို့ရုရှားတို့ကကျွန်တော်တို့ကတိုက်နေရတယ်လို့ဖြစ်နေတာအဲ့တော့သူတို့ရဲ့အကူအညီတွေကလည်းများစွာရရှိတဲ့အတွက်စစ်ကောင်စီကတော်တော်များများလေးပြင်ဆင်ခြင်းရသွားတဲ့သဘောရှိတယ်လို့ကျွန်တော်တို့အညာမြေမှာလည်းတော်တော်များများလေးဖိအားပေးပြီးတော့စစ်ကြောင်းထိုးလာတဲ့အနေထားတွေတော့ရက်ချက်မှုရှိခဲ့ပါတယ်ဗျာဟုတ်